ကျမရဲ့ပြည်သက်ကြီးကိုကျမအခုပြပြချင်တဲ့တည်ရင်ကတော့ထိုင်းနဲ့ကမ္ဘောဒီးယားမှာစီးရီးတက်မှန်နေတဲ့တည်မဲ့ဖြစ်ပါတယ်။ထိုင်းစစ်တပ်ဘက်ကလည်းနေဆက်မှာအစင်သစ်အညီထားနေရှိနေပါတယ်။ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ကထိုင်းလူမျိုးတွေကငြိမ်းချမ်းရေးကိုမျက်နှာလိုလားပဲမဲ့လဲစစ်ပွဲကိုမကြောက်ရွံ့ကြဘူးဒီကနေ့မှပဲပြောကြားလိုက်ပြီးပဲဖြစ်ပါတယ်။ ဆိုကမ္ဘောဒီးယားနဲ့နေဆက်အရေးတက်မာနေတဲ့အချိန်မှာထိုင်းဘီးယင်းတပ်မတော်ရဲ့အမှတ်၁စစ်တိုင်းမှုဒူဘိုချုပ်ကြီးအမရစ်ဘွန်စုရဟာဒီပေါ်တော့စာရာပူရီပြည်နယ်နဲ့ချွန်ပူရီပြည်နယ်မှာရှိတဲ့တင်ကားတပ်တည်နဲ့ခြေလင်းတပ်တည်ကိုအစဉ်သင့်ပြင်ဆင်ထားမှုတွေကိုတွားရောက်စစ်ဆေးခဲ့ပါတယ်ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကနေဆက်အနီးမှာထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက်ကြောင့်မို့လို့ကမ္ဘောဒီးယားစစ်သားတအူ သက်ဆုံးရှုံးပြီးတော့နှစ်ဖက်အပြန်အလှန်ပြောဆိုမှုတွေဖြစ်ပြီးရင်နောက်မှာ2008ခုနှစ်မှာဒီနယ်စပ်မြင်းမှာရှိတဲ့ဖရာဝီဟာရအကြောင်းတော်ပိုင်ဆိုင်တိုက်ပွဲတွေဖြစ်ပြီးရင်နောက်အခုဒီချိန်မှာနယ်စပ်အရေးအထက်မှန်ပြီးတော့တင်းမာလာတာပဲဖြစ်ပါတယ်။ကမ္ဘောဒီးယားဘက်ကတော့ထိုင်းနိုင်ငံကနေပြီးတော့ထုတ်တဲ့ပစ္စည်းတွေကိုမသုံးဖို့ထိုင်းရဲ့ထိုင်းနိုင်ငံကပေါ့နော်လုတ်တဲ့အသားအားတွေကိုမစားဖို့ပစ္စည်းတွေကိုမထုတ်ဖို့ကမ္ဘောဒီးယားရဲ့ ကလည်းဒီလိုမျိုးပေါ့နော်စန္ဒာတွေပြရတယ်ပြီးွားလို့ရှိရင်အာပြန်ပြီးတော့ပေါ့နော်တင်းမာမှုတွေပြတယ်လို့မျိုးပဲထိုင်းစစ်တပ်ဘက်ကလည်းဒီဘက်မှာစီအီအာတင်းမာမှုတွေကိုပြခဲ့တာပဲဖြစ်ပါတယ် ဒုဗိုလ်ချုပ်ကြီးဟာသူ့ရဲ့တပ်ဖွဲ့ဝင်တွေကိုထိုင်းနိုင်ငံရဲ့အမျိုးသားအချုပ်အခြာအာဏာနဲ့ပြည်သူတွေကိုကာကွယ်ဖို့အပြင်ထိုင်းပြည်ရဲ့မင်းမြတ်ကိုကာကွယ်ဖို့ပြင်ဆင်ထားကြဖို့လည်းပြောကြားခဲ့ကြောင်းထိုင်းသတင်းစာတွေမှာဖော်ပြပါဗျာ။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာဒတ်ကကာလာရှိချာနေဆက်တလျှောက်အငင်းပွားမှုတွေအတွက် ICJ လိုမျိုးနိုင်ငံတကာတရားရုံးကိုတင်ဖို့အတွက်အစဉ်သင့်ရှိနေပြီဆိုပြီးတော့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာပြောကြားထားပါဗျာ။ဆိုတော့ထိုင်းနဲ့ကမ္ဘောဒီးယားရဲ့နေဆက်အရေးတွေတင်းမာလာတာနဲ့အတူ မတို့ရဲ့မြန်မာနိုင်ငံထဲမှာဆိုလို့ရှိရင်လည်းပြည်တွင်းစစ်ကပို့ပို့ပြီးတော့ဆိုးရလာပါတယ်။စကားစပေါ့နော်အဲတိုက် ယူထားတဲ့နေရာတွေရဲ့နောက်ပြီးသွားလို့ရှိရင်ကျမတို့ရဲ့ဒီလွမြောက်နေမြေမှာရှိတဲ့နေရာတွေရဲ့အားလည်းတိုက်ပွဲတွေအများကြီးပြင်းထန်နေလို့မျိုးစားကစားဘက်ကလည်းအကြဆုံးနေများသလိုကျမတို့ရဲ့ပေါ့နော်ဒီလွမြောက်နေမြေဘက်ကလူတွေလည်းအကြဆုံးနေရှိပါတယ်ဆိုတော့အခုကဘယ်နေရာမှာဆိုပေါ့နော်စီးရီးထိမှမှုတွေကပုံပုံပြီးတော့ဆိုးလာတဲ့အတွက်ကြောင့်မလို့ဘယ်နိုင်ငံမှာရောက်နေတဲ့ပြည်သူပဲဖြစ်ဖြစ်မြန်မာမှာပဲရှိရှိထိုင်းမှာပဲရှိရှိတခြားနိုင်ငံတွေမှာပဲရှိရှိအဆက်အစာရေကဂယုဆိုင်ကြဖို့မှာကျမတယ်အား ားလုံးပဲဖေကင်းလုံုံသောအရက်မှာကုမိသားစုနဲ့အမြန်ဆုံးပြန်လဲတွေ့ဆုံနိုင်ပါစေလို့ဆုတောင်းပေးပါတယ်နောက်ပြီးတော့သွားတာလာတာ နေတာထိုင်တာစစအေးရအရင်ထပ်ပို့ပြီးကူးဆိုင်ကြပါတိုးစည်းတွေလည်းအရင်သုံးလာတယ်လို့ပြောလို့ရတယ်လို့မျိုးဟိုတခြားပေါ့နော်လူရက်တာတွေလည်းအများကြီးဖြစ်လာတဲ့အတွက်ကြောင့်မလို့ဘယ်နိုင်ငံမှာပဲနေနေစစအေးရကူးဆိုင်ကြပါလို့မှာကျင်ပါတယ်ရှင်